ားလုံးပဲမင်္ဂလာပါ TS channel ကနေ ပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခုပုံမှန်မြင်တွေ့နေရတဲ့ဗီဒီယိုလေးရဆိုရင်တင်ဘောပင်ရဲ့အရင်မှာဖရဲသီးတွေတီးနေတာတွေ့ရပါတယ်ဒီလိုဗီဒီယိုကိုဒီဗီဒီယိုတွေကပုံရိပ်တရားမှန်တယ်မမှန်တယ်ကိုကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်ကြအောင် ဖြစ်နိုင်မဖြစ်နိုင်ပါတော့ဒီလိုအမ်ဖရဲဒီရဲနာပါတော့ကဲလောလောဆယ်တင်မောပင် အနေတော်လေးရောနော်အနေတော်အလုံးလေးကိုဖြတ်ယူပါပါဘီ မှာအတက်ကလေးတွေရှိတာပြနေပါတယ်ဟမ်ဒီမှာဖယဲကြီးတလုံးကြက်ဥတလုံးဒီပါလုံးလည်းဆက်ကြည့်မယ်နော်ကျွန်တော်တို့ဘလို့ဂျင်းတွေကျွေးမလဲဆိုတော့ဆက်ကြည့်မှာပါနော်ဂျင်းကြီးကျွေးတော့ဟော တော့တိုက်စီလည်းမနေရပါဘူးနော်တင်မောပင်ရဟိုဘက်ထိတ်ဒီဘက်ထိတ်တော့တိုက်စီနဲ့တော့ကြေရီတလုံးနှစ်ပိုင်းပိုင်းလိုက်ပြီးတော့အားလုံးအလေကောင်ဦးထုတ်နေပါလေလေကောင်အသားတွေအကုန်လုံးစွန်းနဲ့ခတ်ထုတ် อืมเจ้าไต่นี่มาพี่ဖယဲဒီနဲ့တင်မောဒီနဲ့ပေးစားမှာပေါ့နော်ဒါအချိုမောက်လာမလို့ထဲတာပြီးရင်ဒီမှာတော်တိုက်စီတုတ်ထားတဲ့တင်မောပင်စီနဲ့ဖယဲဒီဖောက်ထားတာနဲ့ပေးစားလိုက်ပေါ့နော်သူတို့မြောက်ကိုပေးစားလိုက်ပြီး ျုပ်ဘာတိုက်လိုက်သေးရနော်ပြီးသားဖို့အော်ကောက်ရိုးပုံနဲ့ပို့လိုက်ပါပြီခင်ဗျာတို့နှစ်ယောက်ကိုပြီးစားပြီးတော့ကောက်ရိုးပုံမှာသွားပြီးတော့တို့နှစ်ယောက်ကိုသွားတိတ်ထားအောင်နော်ဖရဲသီးနဲ့တင်မောပင် ဖောက်ဆုတ်ပြီးတော့အော်ရိုးပုံနဲ့တိမ့်လိုက်ပါပြီအဲပါရီဆက်ပြင်မယ်ဆက်ရှိရခါကြတော့ပါရီဆက်ပြင်အော်ရွံ့နုလေးတွေထွက်နေပါပြီဟဟဟ ကဲဒါလေးကိုတေချာကြည့်လိုက်18ရက်ကြာတဲ့18ရက်ကြာတဲ့ဘရေဒီကတုံခဲ့တဲ့18မိနစ်ကဘရေဒီနဲ့တူနေတယ်18ရက်ဆိုရင်လည်းဘရေဒီရဲ့ပုံပြီးတော့နော်အခုတော့လွန်ခဲ့တဲ့18ရက်လား18မိနစ်လားတော့မခွဲခြားတတ်တော့နော်ဘရေဒီလေးကိုကြည့်လိုက်ပါလမ်းနေတာ အောက်ကအမြင့်တွေတောင်ထွက်နေဘဲခြုံကဘဲခြုံပင်ဘဲဘဲပင်ကအမြင့်တွေကိုအောက်ကနေထိုးထည့်ထားလဲမသိဘူးနော်တင်မောရဲ့အမြင့်တော့မဖြစ်နိုင်ဘူးဟောနေရာပြောင်းပြီးစိုက်လိုက်ပါပြီခင်ဗျာဖရဲသီးပဲမြှုပ်လိုက်ပြီဒါဖရဲသီးရဲ့အောက်မှာပေါ်နေတဲ့အမြင့်တွေကနော်ကျွန်တော်တို့ ဟိုခြုံပေါ့နော်အခုလိုသူတို့အဲသူသူပါဝင်ကြည့်မှာရှိတဲ့ခြုံပင်အပင်တပင်ကိုဆွဲနှုတ်လိုက်အဲ့လိုအမြည်တွေထွက်လာအဲ့လောက်အမြည်တွေပါတော့အပင်ကိုဆွဲနှုတ်ဆွဲနှုတ်ပြီးတော့ဖရဲကြီးရဲ့အောက်ခြေကနေပြီးတော့ထိုးထည့်တာပြီးတော့အမ18မိနစ်ခါကြာတော့ဆိုပြီးဗီဒီယိုတစ်ပုဒ်ထပ်ရိုက်နော်အပေါ်ကနေပြီးတော့တင်မောခိုင်းနေရလဲနောက်ထပ်တင်မောပင်ပေါက်လေးပေါ့နော်အကိုင်းထွက်နေတဲ့တင်မောပင်ပေါက်လေးကိုအပေါ်ကထိုးထည့် ပြီးတော့မှဒါကင်မရာနောက်ွယ်ပေါ့နော်ပြန်ထိုးတဲ့ကျွန်တော်တို့ဒီလိုမြင်ပါတယ်အာ385ရက်365တော့မဟုတ်နော်385ရက်20တောင်ပို့တယ်ဒီဒီလေးတင်းနေပါပြီပင်စီမှာဖြတ်ဖောက်ဆော့ဖောက်ဆော့ပေါ့နော် ရဲ့ဒီအညာတွေပင်စီတဲ့ထိုးတဲ့ဖောက်ပြီးဖောက်ဆုပ်လေးတွေပေါ့။နောက်ပိတ်တရရောဘလို့ထင်တယ်ပေါ့နော်